proof of work နဲ့ proof of stake ဆိုတဲ့အသုံးအနှုန်းကိုမကြာခဏကြားကြရမလားဒီနှစ်ခုက decentralized network တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ရန်ရာတွေဖြစ်ပါတယ် proof of work ကတော့ bitcoin network မှာအသုံးပြုပါတယ်ဒါ ው mining ပြိုင်ပွဲစီးတစ်ခုလို့ပဲစဉ်းစားလိုက်ပါအဲ miners တွေကသူတို့ရဲ့ computing power တွေကိုသုံးပြီးတော့ရှုပ်ထွေးတဲ့တင်စာပဟေနည်းတွေကိုဖြည့်ရှင်းမှုပြိုင်ဆိုင်နေကြပါတယ် Pro Work မှာတော့အနိုင်ရတဲ့သူက blog chain ပေါ်မှာ blog အစ်စ်ထည့်ပေးနိုင်မှုအတွက် reward ရရှိပါတယ်။အဲဒါပေမဲ့ဒီမှာလျက်စစ်မီအများပြားသုံးပြီးတော့ network ကိုလုံခြုံအောင်လုပ်ရပါတယ်။ဆိုတော့ swain အများပြားသုံးတယ်လို့ network ကလည်းနှေးပါတယ်။ Ethereum သုံးထားတဲ့ Proof of Stake မှာတော့ Bitcoin နဲ့မတူတော့ပါဘူး။ဒီမှာတော့စွန့်အင်အများကြီးမသုံးတော့ဘူး။ ီးတော့ဗဟေနည်းတွေကိုဖြည့်ရှင်ဖို့ပြိုင်ဘက်လည်းမရှိတော့ပါဘူး validators ဖြစ်လာဖို့ရန်အတွက်ကိုယ့်ရဲ့ crypto ကို stake ပေးလိုက်ရုံပါပဲ network ကတော့ block အစ်စ်ကိုချဲဖို့ validator ကိုကြာပန်းစနစ်နဲ့ရွေးချယ်ပါတယ် proof of work နဲ့ proof of stake ကြာကမတူညီတဲ့အချက်ကတော့ proof of work က network လုံခြုံမှုအတွက်စွမ်းအင်တွေကိုသုံးပြီးတော့ proof of stake ကတော့ coins တွေကိုပဲသုံးပါတယ် Ethereum က Proof of Stake ကိုပြောင်းပြီးတဲ့နောက်စွမ်းအင်သုံးဆွဲမှု69ရာခိုင်နှုန်းအထိ short ချနိုင်ခဲ့ပါတယ် ဖြစ်ကွန်ရတော့စွိုင်းရင်အပေါ်မှာမိခိုနေမှုကအချိန်ကြာလာရင်လုံခြုံရေးစိုးရိမ်စရာရှိမလားစဉ်းစားစရာပါပဲစွိုင်းရင်သုံးဆွဲမှုအရန်နေပါတဲ့ Ethereum ကတော့လွှဲပြောင်းမှုလည်းပုံမြန်သလို scalability အတွက်လည်းပိုအဆင်ပြေပါတယ် crypto ကိုလုံခြုံအောင်လုပ်လို့ရတဲ့နည်းလမ်းနှစ်ခုရှိရဲဆိုတာကိုမှတ်ထားဖို့လိုပါတယ်